်သွားပါရှင်။လူမျိုးကြီးဆိုတာတနိုင်ငံလုံးတည်ရဲဆိုတဲ့လူချင်းတယောက်ဆောင်ဦးမျိုးကြီး။မင်္ဂလာပါပရိသတ်ကြီး။နမကြီးဆိုတော့ပူပူရဲ့မျိုးစိဘလူတွေမှာတော့လူခေါ်ခံရပြီးတော့စမ်းနေပွင့်နေတဲ့လူချင်းတယောက်ဆောင်ဦးမျိုးကြီးကတော့လူမျိုးကြီးပါဆိုပြီးတော့တနိုင်ငံလုံးကိုဈေးပန်းခင်းလိုက်တာပဲဖြစ်ပါတယ်။အဆိုတော့ပူပူကသူမရဲ့မဆိုင်တော့မှန်းတည်ရဲဆိုပေမဲ့ဆိုတဲ့ music video ထဲမှာတော့ဦးမျိုးကြီးကိုအတိတ်ကဇက်ကောင် character ပေးပြီးတော့ သူမကိုယ်တိုင်လည်းဦးမျိုးကြီးနဲ့အတူတွဲဖက်တရုံဆောင်ခဲ့တာပါအဲဒီမျိုးစီဘရိုလေးကလူမှုကွန်ရက်မှာလူကြိုက်များနေပြီးတော့ပေါက်နေတဲ့တချင်းလေးလည်းဖြစ်ပါတယ်တရုံဆောင်ဦးမျိုးကြီးကတော့သူ့အနေနဲ့အခုနုပညာသက်တမ်းတစ်လျှောက်မှာတော့မျိုးစီဘရိုလေးရိုက်ထားရတာရင်းရှိပေမဲ့အခုလိုနမကြီးဆိုတော့နဲ့တွဲပြီးတော့ အထက်ဆက်ကောင်နေရာကနေတရုံဆောင်ရတာကတော့တမှုထူးခြားတယ်လို့လည်းပြောထားပါသေးတယ်ပြောရရင်တော့အစိုးရကိုယ်တိုင်နဲ့တွဲပြီးတရုတ်ဆောင်ရမယ်လို့စိတ်ထဲမှာမထင်ထားဘူး ဝန်ခံရရင်တချင်းပိုင်ရှင်ဆိုတော့ဖြစ်တဲ့သူနဲ့တိုက်ရိုက်တွဲပြီးတော့တရုတ်ဆောင်တာဖြစ်တဲ့အတွက်ပူပြီးချောက်တယ်လို့ခန်းစားရတယ်။လုတ်ွက်ရတယ်ဝမ်းတာတယ်လို့လည်းလူကျဲတရုတ်ဆောင်ဦးမျိုးကြီးကအစိုးရပူပူနဲ့တွဲဖက်ပြီးတော့မျိုးစီဘရီကိုရိုက်ကူးရတာနဲ့ပတ်သက်ပြီးတော့အာပါတီယာနဲ့ပြောပြခဲ့ပါတယ်။အဲမျိုးစစ်ဘရိုထဲမှာတော့လူကျဲတယောက်ဆောင်ဦးမျိုးကြီးကအစိုးရပူပူရဲ့ချစ်သူအဖြစ်တယောက်ဆောင်ရတာလေအမတ်တရပဲလို့လေတချင်းနဲ့ပတ်သက်ပြီးတော့ပြောပြထားပါသေးတယ်ပူပူရဲ့ MTB ထဲမှာတော့ သူ့ရဲ့ကိုကြီးဖြစ်ခဲ့တဲ့အနုပညာသဘောအရာခန်းစားစည်းမျောပြီးတော့ပြုဆောင်ထားပါတယ်။သူ့စိတ်ကူအရန်ကောင်းတဲ့ MTB တစ်ခုနဲ့တစ်ခု မတူသလိုဖန်တီးမှုမတူဘူး။ရိုးတဲ့အခန်းတွေကိုကြည်စည်ချင်းနဲ့တချင်းလေးကလို့အပြင်မှာကိုကြီးလို့ခေါ်ချင်တဲ့သူတွေခေါ်ကြပါ။ခေါ်ပိုင်ခွင့်ပေးထားတယ်။ခေါ်ချင်တဲ့သူတွေခေါ်ဖို့ကိုအသက်ရွယ်ရခေါ်ပိုင်ခွင့်ရှိပါတယ်။ဘသူ့ကိုမှမချုပ်ချယ်ထားဘူး။ဦးလိုပဲခေါ်ခေါ်ကိုကြီးလိုပဲခေါ်ခေါ်မောင်မဲခေါ်ခေါ်ကြက်တလို့ခေါ်လို့ရပါတယ်။ ဈေးပန်းခင်းတာတော့မဟုတ်ပါဘူး။ဦးမျိုးကြည်လူမျိုးကြီးဆိုတာတနိုင်ငံလုံးသိတယ်လို့လေလူကျဲတရုတ်ဆောင်ဦးမျိုးကြီးကပရိသတ်တွေကိုပြောထားတာပါ။အနုပညာတက်တဲ့30ကျော်လာမှပဲတရုတ်ဆောင်တက်ပညာငယ်မူငယ်သေးတွေပြနေတဲ့လူကျဲတရုတ်ဆောင်ဦးမျိုးကြီးကတော့မိဘကိုတည်တက်တဲ့တာတယောက်ဖြစ်ပြီးတော့အခုချိန်ထိအင်တာမပြုတ်ပဲတူရဲကျန်တော့တဲ့မိခင်ဖြစ်သူကိုပြုစုဆောင်ရှောက်နေသူပဲဖြစ်ပါတယ်။အမေတခုတားတခုဘဝနဲ့ကျင်းလည်နေတဲ့လူကျဲတရုတ်ဆောင်ဦးမျိုးကြီးက ဖောင်းရင်ဖြစ်သူကွယ်လွန်ပြီးတဲ့နောက်ပိုင်းကစပြီးတော့တူးတဲ့ဂျန်နေခဲတဲ့မိခင်ဖြစ်သူကိုဆောင်းရှောက်နေတာပဲဖြစ်ပါတယ်။အဖေဆုံးသွားတာ29နှစ်ရှိပါပြီ။အမေရှိနေတဲ့အချိန်မှာတန်မိုးထားပြီးတော့အတက်နိုင်ဆုံးပေးစားနေပါတယ်။တက်ရှိထင်ရှားရှိနေတဲ့အမေကိုအနောက်ဖွဲကင်းကင်းနဲ့ပူပင်တော့ကမရှိပဲအပြစ်ဝါပြုစုခြင်းလို့အင်တာမပြူတာ။အမေကလည်းအင်တာပြုဖို့မတိုက်တွန်းမှု။ကျောင်းနေတုန်းကပထမဆုံးချစ်သူနဲ့လွဲပြီးတဲ့နောက်ပိုင်းမှာတော့မိဘအပေါ်မှာတိကျရမယ်ဆိုတဲ့အသည့်ကဝင်လာပြီး ဒီနေ့ဒီချိန်ထိမိဘနဲ့မရှိအတူရှိတူနေဖြစ်ခဲ့တယ်။အမေကိုစောင့်ရှောက်ရလို့လူပြိုကြီးဖြစ်တာလည်းနောင်တမရပါဘူးလို့လေ။လူကျန်တယောက်ဆောင်ဦးမျိုးကြီးကသူ့ရဲ့ဘဝဖြစ်တည်မှု lifestyle ကိုလည်းပရိသတ်တွေကိုပုပ်ပွလင်းလင်းနဲ့ရင်ဖွင့်ထားပါသေးတယ်။ဦးမျိုးကြီးကစကားရက်ကူမှုတွေမရှိတဲ့နေတွေဆိုရင်တော့လူအယောက်တရားမှာဆယ်ယောက်လောက်ကနှာခေါင်းရှုပ်ကြတဲ့ပရဟိတအလုပ်တွေလုပ်ဖြစ်တယ်လို့လေ။လက်တလို့နေထိုင်မှုဘဝပုံစံကိုလည်းပရိသတ်တွေကို ပြောပြထားပါသေးတယ်။ လူကျဲတယောက်အနေနဲ့အမှုပညာလောကမှာလုပ်ကန်နေတာနှစ်30ခန့်ကြာပြီဖြစ်ပြီးတော့အခုလက်ရှိမှာလည်းနာယေကူညီမှုအသင်းမှာအသင်းဝင်တယောက်အနေနဲ့နာယေကများလိုက်လံမောင်းနေလျက်ရှိပြီးတော့ပရာဟိတအလုပ်တွေလုပ်ကန်နေသူကတာဝန်ကတော့ရင်မောင်းရော့ဘော်ရီတေရာရော့ရင်နောက်လိုက်ရော့အကုန်တယောက်တည်းပဲတခါတလေကြာတော့လေအနောက်ကရင်နောက်လိုက်ကော်မတီတယောက်ပါတယ်လို့လေနာယေကူညီမှုအသင်းမှာလှူအားပေးနေတဲ့လူကျန်တယောက်ဆောင်ဦးမျိုးကြီးကပြောပါတယ် အခုလက်ရှိမှာတော့တရုတ်ဆောင်ဦးမျိုးကြီးကအတအလုံးရုတ်တန့်ဇလန်တွေမှာလည်းတတောက်တနေရာကနေပါဝင်တရုတ်ဆောင်နေပြီးတော့ဇလန်တွေထွက်လာရင်လည်းအပိပါအောင်ဆိုပြီးတော့လေပြည်သက်တွေကိုတောင်းဆိုထားတာပဲဖြစ်ပါတယ်ရှင်။